တရုတ်ဆောင်ပို့ချပြုခင်ဖွင့်လှစ်ထားတဲ့ရန်နာပီကေထွန်းဆိတ်ရွှေရန်နာဆိုင်ရဲ့နှစ်နှစ်ပြည့်အထိမ်းအမှတ်ခန်းနာမှာအလှမယ်တယောက်အနေနဲ့တယောက်ကွန်ပြူပေးခဲ့တဲ့အလှမယ်ခင်ရန်နာဆိုမင်္ဂလာပါပရိသတ်ကြီးရှင်ခရယနာဆိုကတော့ The Voice မြန်မာတချင်းဆိုပြိုင်ပွဲကနေတဆင်ပရိသတ်တွေရင်းထဲကိုရောက်ရှိလာခဲ့တဲ့အမှုပညာရှင်တယောက်ဖြစ်ပြီးနောက်ပိုင်းမှာတော့အဆိုတော်တယောက်အနေနဲ့ရောအလှမင်္ဂလာပွဲတွေမှာသွားရောက်ဖျော်ဖြေရတဲ့ဆိုင်းဆရာမလေးတယောက်အနေနဲ့ပါအမှုပညာလုပ်တွေကိုစင်စမ်းမပြတ်လုပ်ကင်လာခဲ့တာလေးဖြစ်ပါတယ် အခုတစ်ခါမှဆိုရင်လေခရဏာဆိုကသူမရဲ့နောက်ထပ်အနုပညာခြေလှမ်းအသစ်တစ်ခုအဖြစ်အလှမဲ့တယောက်အနေနဲ့အနုပညာလောကမှာရပ်တည်နိုင်ဖို့အတွက် Miss Universe ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ကောင် Miss Universe ဘကူရဲ့တိုက်တဲ့ဆုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်တော့ခရီးနာဆိုကတရုတ်ဆောင်ပို့ချပြုခဲ့ဖွင့်လှစ်ထားတဲ့ရန်နာပီကေထွန်းဆိတ်ရွှေရန်နာဆိုင်ရဲ့နှစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲခမ်းနာကိုအလှမဲ့တယောက်အနေနဲ့ဂုံပြုချင်းမြင့်တက်ရောက်ပေးခဲ့တာပဲဖြစ်ပါတယ်။ တရားစာပို့ချပြုခင်ရဲ့ရန်နာ PK ထွန်းဆိုင်ရွှေရန်နာဆိုင်နှစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲအခမ်းအနားကိုမနေ့ကဂျွန်လ၂ရက်နေ့က66လမ်းနဲ့109လမ်းထောင်းမြို့တည်နှစ်ရက်ကွယ်ချမ်းမြသာစီမြို့နယ်မန္တလေးမြို့မှာစီကားတိုင်းပြည်စွာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးအမှုပညာရှင်တွေဖြစ်ကြတဲ့အဆိုတော်ဂျိုးလီခင်ရနာဆိုမိုးထက်မြင့်ရဲရဲတပ်တန်းတို့မှတရားဝန်ရံချီးမြှင့်အားပေးခဲ့ကြတာလည်းဖြစ်ပါတယ် ခင်ရနာဆိုးကလည်းသူမကိုအနုပညာရှင်တယောက်အနေနဲ့ဖိတ်ကြားခဲ့တယ်။ဘုရားပြုခင်တို့မိသားစုကိုဂျေဆုတင်စကားပြောကြားထားတာလည်းဖြစ်ပါတယ်။ခင်ရနာဆိုးကရန်နာပီကေထွန်းရဲ့နှစ်နှစ်ပြည့်နှစ်ပတ်လည်ခန်းနာပွဲကိုသီဆိုဖျော်ပြခွင့်ရအောင်ဖိတ်ကြားပြီးတော့အလုပ်ပေးခဲ့တဲ့အခုထွန်းနဲ့မပိုးတို့မိသားစုကိုဂျေဆုများကြီးတင်ပါတယ်ရှင်ဟုဆိုကသူမအတွက်ပရိသတ်တွေနဲ့ရှင်နီခွင့်ရအောင်အနုပညာလုပ်တွေဖန်တီးပေးခဲ့တဲ့ဘုရားပြုခင်တို့ဇနီးမောင်နှံကိုဂျေဆုတင်စကားဆိုထားတာလည်းဖြစ်ပါတယ်။ ပြည်သက်ကြီးအနေနဲ့လည်းစိုင်းတီးတဲ့ကောင်မလေးတယောက်တချင်းဆိုတဲ့ကောင်မလေးတယောက်အဖြစ်ကနေအလှမဲ့တယောက်အဖြစ်နှုပညာခြေလန်းတဲ့တွေဆလာခဲ့တဲ့ခရန်လာဆိုးကိုစစ်တမ်းမျက်စိလေးနဲ့ကြည့်ပြီးတော့အပေးချခင်ကြပါအောင်ရှင်။